င်းကောင်းလေးတစ်ခုပေးပေးရစေမြန်မာနဲ့ရဲ့ customer များအတွက်အခုဆိုရင်မြန်မာနဲ့ application ထဲမှာလတင်ကြေးပေးဆောင်ဖို့ KBZ Pay ပါဝင်လာပြီဖြစ်ပါတယ်ကိုယ့်ဖုန်းထဲမှာ KBZ Pay မရှိသေးရင်တော့ဖုန်းထဲ download လုပ်ပြီးအကောင့်ဖွင့်ထားဖို့လိုပါတယ် KBZ Pay နဲ့မြန်မာနဲ့လတင်ကြေးကိုပေးဆောင်ဖို့ပထမဆုံးမြန်မာနဲ့ application ထဲမှာလတင်ကြေးပြီးရဲ့ငွေချေမီကိုအရင်ဆုံးနှိပ်လိုက်ပါပြီးရင်တော့ ေါ်လာတဲ့စာမျက်နှာအသစ်မှာဘေးမီခရုတ်ကိုဆက်နေပေးပါငွေပေးချိန်မူနီလန်းအပြင် KBZ Pay ကိုရွေးလိုက်ပါဘေးပမာဏမှန်မှန်မှန်စစ်ပြီးအတီးပြူမီကိုနှိပ်လိုက်ပါပြီးရင်တော့ KBZ Pay app ရှိပြီးသူတွေကမိမိရဲ့ KBZ Pay အကောင့်ထဲသို့ရောက်ရှိသွားမှာဖြစ်ပါတယ် confirm payment ကိုနှိပ်ပြီးမိမိရဲ့ KBZ Pay account password ထည့်ရိုက်ကငွေရှင်းလိုက်ပါ payment successful ကိုမြင်ရပြီဆိုရင် okay နှိပ်လိုက်ပါ KBZ Pay ဖြင့်ငွေပေးချိန်မူအောင်မြင်ပါသည်ကိုမြန်မာနဲ့ app မှာမြင်ရပါမည်ဒီလိုအမြန်ဆုံးနဲ့အလွယ်ကူဆုံး KBZ Pay နဲ့လာတဲ့ချေပေးချိန်နိုင်ဖို့မြန်မာနဲ့ application ကိုအခုပဲစတင်အသုံးပြုလိုက် တာမြန်မာနဲ့ဝန်ဆောင်မှုများကိုအစင်မပြတ်အားပေးသုံးဆွဲသော customer တအူးချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ